ဂိုင်းဟိုဟာတရားတပူထဲမှာသားနှစ်ယောက်ကမိခင်ကိုနှိပ်စက်တယ်လေသားဆိုးနှစ်ယောက်ကအဲ့တော့သားဆိုးနှိပ်ကဘာလဲမိခင်ဆိုတာကဘာလဲအဲ့ဒီဘက်မှာလေးကိုနည်းနည်းရှင်းပြပေးပါဦးခင်ဗျာဟုတ်ပါပြီဗျာအဲ့မဂ္ဂဆရာဖျားကြီးရဲ့ဟလာဒုက္ခသစ္စာဒုက္ခသစ္စာအနေနဲ့မှာပိလနာတော်ပေါ့နော်ညာတာမဖက် အမြဲတမ်းနှိမ့်ဆက်တယ်ဆိုတာပါပါတယ်အဲညာတာမဖက်ညာတာမဖက်အမြဲတမ်းနှိမ့်ဆက်တယ်ဆိုတာဘသူကဘသူနှိမ့်ဆက်တာလဲဆိုတော့ပြဒနာကိုမဟုတ်ဆက်ပဲရအနိစ္စဆုံးဥမာပေးတာဖြစ်ပါတယ်ဒီကင်ကဗာနဲ့တူလဲပြီးတော့မနောဝိညာဉ်နဲ့တူပါတယ်လာတာဆိုနှစ်ယောက်ဆိုတာကအာဗာနဲ့တူတယ်လဲပြီးတဲ့ခါကျတော့တာဆိုနှစ်ယောက်ဆိုတာကဥပနဲ့ခန္ဓာနဲ့တူပါတယ်အာယုံဥပနဲ့ခန္ဓာပါအဲ့မှာတယောက်ကခြေကျူးလက်ကျူးဟုတ်လား အဲဒီရောက်ကတော့ဒါခြေလက်တော့ပါပါရဲ့မျက်လုံးမပါဘူးဆိုပြီးတော့ဥပမာပေးကျင်စားတော့တာဖြစ်ပါတယ်အဲအဲ့တော့အဲဒီဥပါဏခန္ဓာကဥပါဏခန္ဓာကနှိမ့်ဆက်တဲ့အတွက်အဲ့လားမနှောဝิญဉ်ကမနှောဝิญဉ်ဆိုရဲမိခင်ကြီးကစင်းရဲရတယ်ဆိုတဲ့အကြောင်းကိုပြောတာဖြစ်ပါတယ်သဘောတရားနော်ဒါမှမဟုတ်ညတာမဖက်အများအားနှိမ့်ဆက်တယ်အဲဥပါဏခန္ဓာမှာကနံခန္ဓာ၄ပါးရှိတယ်အဲရုပ်ခန္ဓာ၃ပါးရှိပါတယ် ိုက်ထဲမှာလည်းပဲဟလာရုပ်ဆိုဖောက်ပြန်တယ်ဖောက်ပြန်တယ်ဆိုပြီးတော့အခုကခဏခဏဟလာဒီသရိပ္ပံသာသနာနဲ့ပြဒနာတက်နေတဲ့ပြဒနာကဘာလဲဆိုတော့ရုပ်ကဖောက်ပြန်တယ်ဘယ်ရုပ်ကိုပြောတာလဲအဲ့ဒါမလားသစ္စာထိုက်တဲ့ရုပ်ကိုပြောတာသစ္စာမထိုက်တဲ့ရုပ်တွေကကလေး9000နှုန်းနဲ့သွားပြီကိုကဘယ်နှဆန်းမှန်းတော့မသိဘူးသဘောတရားအခုကြတော့ ဟလာတကယ်ဖြစ်ဖြစ်တဲ့ရုပ်ရဲ့ဖောက်ပြန်မှုတွေကြီးပဲပြောနေကြတယ်သဘောတည်းကနော်အဲ့တော့တကယ်တကယ်ဖြစ်ဖြစ်တဲ့ရုပ်ရဲ့ဖောက်ပြန်မှုတွေကဟလာကျွန်တော်တို့မိုးကုတ်ဆရာဖြာကြီးရဲ့အသာနာမှာမိုးကုတ်ဆရာကြီးရဲ့ကျွန်တော်ခဏခဏရည်ညွှန်းပါတယ်နေရနာထောဆိုတဲ့အခွေရှိပါအဲ့ထဲမှာတကယ်ဖြစ်တာပြက်တာကိုဖះလည်းမမြင်ပါဘူးဘာလို့လဲဆိုစိတ်နဲ့စိတ်ပြန်ပြစ်တဲ့နေရာမှာမရှိလို့ပါ။အဲဖြစ်ပြီးပြက်ပြီးတဲ့ရုပ်တွေပဲမြင်ရတာ အဖြစ်ဖြစ်ပြည့်ပြည့်ရုပ်တွေမြင်ရတဲ့အခါမှာလည်းပဲကျွန်တော်ကဘယ်လိုမြင်ရလဲဆိုတော့ဥပါဏခန္ဓာဘောရောက်ပြီးမှမြင်ရတယ်။အဲဖြစ်ဖြစ်ပြည့်ပြည့်တဲ့အမဆိုကြပါစို့ဒါလေးပါကြည့်တဲ့ပူတဲ့သဘောလို့ပြောရင်အဲပူတဲ့သဘောကြီးကဖြစ်ဖြစ်ပြည့်ပြည့်သွားပြီးမရှိတော့ဟဲ့လားအဲမရှိအားကြီးကိုအရှိထားတဲ့အခါမှာအဲပူတဲ့သဘောကြီးကဆွဲလန်းလို့ဖြစ်တဲ့အပူဥပါဏခန္ဓာကြီးဖြစ်တယ်။အဲ့ဒါကြီးကိုဖြစ်ပြည့်ဆိုပြီးကျွန်တော်ပြန်မှတ်ကြတဲ့သဘောတရားနော်။ဒါမှမဟုတ်ဟဲ့လား အသခိယတုတ်နိရဏဘဂတံ sorry အိရိဝပါဠိတော်အသခိယတုတ်ပြန်ကြည့်ပါစာသင်တဲ့ပုဂ္ဂိုလ်တွေဆုံးလဲအဲယုတ်ကိုသိရယုတ်ဖြစ်ကြောင်းကိုသိရယုတ်ချုပ်ဟာကိုသိရချုပ်ဟာချုပ်ကြောင်းအသိကိုသိတယ်အဲယုတ်ကိုသိရဆိုတော့ဘယ်ယုတ်ကိုသိရမှာလဲနမယုပပရိစ္ဆေညာဥပဒဏ်ညာမှာစာနာယုတ်ကိုပိုင်းခြားသိတဲ့ညာအစယုတ်ကိုပိုင်းခြားသိရမယ်ကျွန်တော်ကျွန်တော်တို့တပည့်တော်တို့သိနိုင်တဲ့ဥပဒဏ်ညာမှတ်မယ်ဆိုရင်ကိုဒီဥပဒဏ်ညာကသိနိုင်တဲ့ယုတ်ကဘယ်ယုတ်ကိုသိကြလဲ တကယ်ပြည့်တဲ့ယုတ်ကိုတော့ဖះတောင်မှမသိနိုင်ပါဘူးပြောတဲ့အတွက်ကြောင့်မလို့ကျွန်တော်သိဝင်ရတဲ့ယုတ်ကဖြစ်ပြီးပြက်ပြီးတဲ့ယုတ်တာနဲ့ဖြစ်ပါတယ်။အဲ့ဒီပြည့်တဲ့ယုတ်တွေကိုမရှိအရှိထားလို့ဖြစ်ပေါ်လာတဲ့ဟလာဆွဲလန်းလို့ဖြစ်တဲ့ယုတ်ကြီးတာနဲ့ကျွန်တော်တို့သိရတယ်။ဒါအောင်ဘယ်ယုတ်ကိုသိရမှာလဲ။အခုပဒနာညာရဲ့အရှုခံသည်ဥပဒနာယုတ်ကိုပဲသိရမှာ။အခုကျတော့ဟလာတကယ်ဖြစ်ပြက်တဲ့ယုတ်ပထဝီမားတဲ့သဘောအေးတဲ့သဘောဆိုပြီးတော့မှဒီလိုတွေလှုပ်တဲ့အခါကျတော့ဒီဥပဒနာခံတာကိုမသိတော့ပျောက်သွားတယ်။ ဒါမှမဟုတ်ရုပ်ဆိုဘယ်ရုပ်ကိုသိရမှာလဲဖြည်းဖြည်းပြည့်ပြည့်ရဲ့မရှိတဲ့ရုပ်ကြီးကိုအရှိထားလို့ဖြစ်ပေါ်လာတဲ့ဆွဲလန်းတဲ့ရုပ်အဲဥပါဒဏ်ရုပ်ကိုသိရအဲဥပါဒဏ်ရုပ်ဆိုတာဘယ်မှာဖြစ်တာလဲအာယုံမှာဖြစ်တယ်အဲအဲအဲဥပါဒဏ်ရုပ်ကြီးကိုဖြည်းပြည့်ဖြည်းပြည့်နေမှလို့ရှင်လဲအဲ့ဒါကျွန်တော်တို့ဥပါဒဏ်ဉာဏ်ကိုရနိုင်ပါတယ်အဲရုပ်ကဘာကြောင့်ဖြစ်တာလဲပြောတယ်အဝိဇ္ဇာသင်္ခါရကြောင့်ဖြစ်တာအဲရုပ်ကိုကျွန်တော်တို့ကဟလာဒါတကယ်ဖြစ်ဖြစ်တဲ့ရုပ်ကြီးလို့ထင်နေတဲ့ကောဟလာ ယူပန်အတ္တတော့သမဏုပါဒတိဝေနာအတ္တတော့သမဏုပါဒတိယုံနှစ်ခုကိုတပေါင်းနဲ့ရှိရင်အတ္တဒိဋ္ဌိဖြစ်တယ်ကွာမြင်ရတာကဖြစ်ပြီးပြည့်ပြီးအာယုံရောကျွန်တော်တို့ကတကယ်ရုပ်လို့မှတ်တဲ့အခါကျတော့အဲ့မှာနေမယ်ဥပဒနာညာမဖြစ်တော့ဘဲနဲ့အတ္တဒိဋ္ဌိရဖြစ်နေရောအဲ့ယုတ်ကိုပိုင်းခြားသိမှသာလဲအဲ့ယုတ်ကဖြစ်ပြီးပြည့်ပြီးတဲ့ယုတ်ပါဟာလာဖြစ်ပြီးပြည့်ပြီးတဲ့ယုတ်ပါအာယုံယုတ်ပါလို့သိမှဟာလာနာမယုတ်ကပြည့်စည်ညာကိုရတယ် ေတုပြည့်စည်ညာလို့ပြောတဲ့ခါကျအဲဒီယုတ်ကဘလို့ဖြစ်တာလဲအဝိဇ္ဇာသင်္ခါရကြောင့်ဖြစ်လာတာဟုတ်လားအဝိဇ္ဇာကဘာလဲမသိဘူးဒါအာယုံယုတ်လို့မသိဘူးမရှိတာကိုအရှိတင်နေသင်္ခါရဒေဝိပါဒံလဲခေါ်တာတတရဒိဋ္ဌိလဲခေါ်တာပေါ့သဘောတရားနော်နောက်သူ့အချစ်တဲ့မုံနဲ့ပဲတဲ့တွေ့တဲ့ဆိုတဲ့ဟာတွေကအဲ့ဒါတွေကသင်္ခါရတွေပဲအဲ့အဝိဇ္ဇာသင်္ခါရကြောင့်အဝိဇ္ဇာသင်္ခါရအကြောင်းအဲ့အဝိဇ္ဇာသင်္ခါရကြောင့်မရှိတာကြီးရအရှိဥပ္ပနဲ့ခန္ဓာဖြစ်ပေါ်လာတာကအဲ့ဒါကအကျူတရား ဒါအောင်အဲ့ဒါအကြောင်းနဲ့အကျိုးကိုသိတာအဲ့ဒါဟိတုပစ္စယဉာဏ်လို့ခေါ်ပါတယ်သဘောတရားအဲ့ယုတ်ကဖြည်း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 ယုတ်တွေပါအာယုယုတ်လို့သိမယ်ဆိုလို့ရှိရင်ဒါခန္ဓာဖြည်းဖြည်းကိုမြင်မှသာလေအဲ့ဒါဥဒ္ဒပယဉာဏ်ဆိုတော့ဖြစ်ပေါ်တာသဘောတရားဒါကြောင့်မလို့ဟလာယုတ်ကိုသိတယ်ယုတ်ဖြစ်ကြောင်းကိုသိတယ်ယုတ်ချုပ်ရောက်သိတယ်ချုပ်ဝါချုပ်ကြောင်းအကျင့်ဆိုတော့ကျွန်တော်တို့ကအဲ့ဒီမှာ ဒါဥပနာခန္ဓာတိရတောင်မှဒီဥပနာခန္ဓာအရှိသာကြီးကျင့်မယ်ဆိုရင်ဒီဥပနာခန္ဓာအစင်မရှိတဲ့နေရာကိုရောက်ကျွန်တော်တို့ကသွားရအောင်ပါအဲ့လိုသွားရင်တော့ခကြီးကဟာလာချက်ချင်းရောက်မယ့်နေရာချက်ချင်းမရောက်တော့ဘဲနဲ့ဟာသောတပန်တရာကံအနာကံယန္နာပြောင်းကျင့်ကြရအောင်ပဲကျင့်ကြပြီးတော့မှအဲ့လိုဥပနာခန္ဓာတိပြီးကျင့်တာတောင်မှဟာလာလေးမဲ့လေးဟုကျွန်တော်တို့ရပြီးမှသန္တနာခကြီးရထွက်မြောက်မှာဖြစ်ပါတယ်ဟုတ်တယ်ဟိုဒီမှာတော့အရိယသစ္စာကိုဒါလိုက်ဟောကြတာဖြစ်တဲ့တွေ့ယုတ်ကိုတည်ရယ်ယုတ်ကဘယ်ယုတ်ကိုတည်ရဆွဲလုံးလုံးဖြစ်တဲ့ယုတ် ဥပါณะခန္ဓာအာယုံအဲ့လိုသိတယ်။ဘာသစ္စာလဲဒုက္ခသစ္စာ။ယုတ်ကိုသိတယ်ယုတ်ဖြစ်ကြောင်းကိုသိတယ်။အဲ့ဒီဥပါณะခန္ဓာကြီးကဘာကြောင့်ဖြစ်တာလဲ။အဲ့ဒါကြီးကဖြစ်ပြီးပြတ်ပြီးမရှိတော့ဘူး။ဒါပေမဲ့တို့အရှိထားလို့ဖြစ်ပေါ်လာတယ်။မရှိလို့ရှိထားတာကဒါယုတ်ဖြစ်ကြောင်းပဲလို့သိတယ်။ယုတ်ချုပ်ရောက်သိတယ်။အဲ့ဒီယုတ်ကဟလာဖြစ်စဲမှလည်းမရှိဘူးပြက်စဲမှလည်းမရှိဘူး။ဘာလို့လဲဆိုတော့ကျွန်တော်ဖြစ်ပြီးပြတ်ပြီးမှသိရတယ်။အခုကြည့်လဲဖြစ်ပြီးပြတ်ပြီးအရင်တော့ကြည့်လဲဖြစ်ပြီးပြတ်ပြီး။နောက်ကြည့်လဲဖြစ်ပြီးပြတ်ပြီး။ ဒါကြောင့်မလို့ဒါကြီးကအစဉ်သုံးညပါလို့ကျွန်တော်နားလိုက်ဝင်ရသွားရင်ရုပ်ကခဏချုပ်လို့မရဘူးအစဉ်ချုပ်တာသိရမြင်နေရရဲ့မရှိပါဘူးလို့ကျွန်တော်တို့ထိုးထွင်းသိတဲ့ပြိဝိဒညာဝိဒါဥဒ္ဒပါတိကိုသိရနော်ဒါကြောင့်မလို့အဲယုတ်ကြီးကအစဉ်မရှိပါဘူးလို့သိသွားမယ်ဆိုလို့ရှိရင်ဒါရုပ်ချုပ်啊ချုပ်ချုပ်အသိဖြစ်ပါလေဘယ်သူမှချုပ်အောင်လုပ်ထားတာမဟုတ်သဘာဝတရားကြီးကမြင်နေရတဲ့မရှိ မြင်နေပြီမြင်နေရပြီမဲ့အစဉ်မရှိတဲ့တရားကြီးပါလို့ကျွန်တော်တို့နားလည်ဝင်ရသွားတယ်။ဒီကံထဲမှာဗရမအရေးကြနေတယ် တကယ်ဗရမ ्या ကြီးနဲ့ထပ်တူမြင်နေရပါတယ်ဒါပေမဲ့အဲ့ဒါအရေးကြီးတကယ်ဗရမ ्या မဟုတ်ပါဘူးတကယ်ဗရမ ्या ကြီးကအစင်မရှိပါလို့သိတယ်လို့ပဲကျွန်တော်မြင်ရတဲ့ရုပ်တွေစိတ်တွေစိတ်တွေကမြင်နေရတယ်ဒါပေမဲ့အရေးတွေသာဟုတ်တယ်အစင်မရှိကြဘူးပုဂ္ဂိုလ်တရားမဟုတ်ကြဘူးအသက်မပါကြဘူးအတ္တိဓာဖြစ်ကြတယ်အစင်မရှိတဲ့တရားတွေဖြစ်ပါတယ်လို့နားလည်ခွင့်ရမယ်ဆိုရင်အဲရုပ်ချုပ်ရအောင်သိပါတယ်ဒီဟောရာသစ္စာကိုသိအဲအချောအချောအတိဆိုတော့အချောအချောအတိဆိုတာ အဲ့ဒါကြီးကအစီမရှိလို့တိတဲ့အသည့်ကသစ္စာထိုက်တဲ့အသည့်ဖြစ်တယ်သဘောတရားနော်ဒါမှမဟုတ်ယုတ်ကိုတိတဲ့ယုတ်ဖြစ်ကြောင်းကိုတိတဲ့ယုတ်ချို့အောင်တိတဲ့ယုတ်ချို့အချို့ကြောင်းအကျင့်မလုပ်ပါနဲ့အကျင့်ဆိုရင်ကျင့်လို့တော့ရတယ်ရဟနာဖြစ်အောင်ကျင့်ရမှာအခုအတွက်ကရဟနာဖြစ်စရာမရှိတော့ဘူးသဘောတရားအဲ့တော့အသည့်လုပ်ပါအသစ္စာဟောတဲ့ကံမှာဟာတိပယ်စိုက်ပွားလို့ပဲလာတယ်သဘောတရားနော် ဒါကြောင့်မလို့ချို့ဟာချို့ချောင်းအကျင့်ဆိုရင်တော့အဲဝေးတဲ့လမ်းကြောင်းသွားလိမ့်မယ်ချို့ဟာချို့ဟာချို့ချောင်းအသည့်ဆိုရင်တော့ဟလာတန်တရာရဲ့နေလင်းမြန်စွာလွယ်ကူစွာနောက်ဆုံးစာရီနောက်ဆုံးဘဝနဲ့ထောက်ကူရလိမ့်မယ်အဲ့တော့အခုကျတော့ဘယ်လိုဖြစ်လဲဆိုတော့တကယ်ရုပ်နိုင်ရင်ထက်လိုက်တယ်ဒလီဘတ်ရုပ်ယူထက်လိုက်တယ်ရုပ်ကိုသိဟုတ်ပြီဒလီဘတ်ရုပ်ကိုသိတယ်ဒလီဘတ်ဖြစ်ကြောင်းကပါလေဒလီဘတ်ဖြစ်ကြောင်းကကံစေကုတုအမရာကဲဒါဖြင့်ကံကိုရက်လို့ရတာကံကိုလည်းရက်လို့မရဘူး အာရရက်လို့ရတာအာရလည်းရက်လို့မရစိတ်ကလည်းသူ့ဟာသူဖြစ်နေတာကိုရက်ချင်တယ်ရက်လို့ရတာဟိုလာသိချင်တယ်ဆိုရင်ကိုယ့်ကိုစိတ်ရက်လို့ရင်သိမှာပေါ့စိတ်လည်းလို့ရတာမဟုတ်ဥဒုဆိုတာဥဒုကလည်းအလားကံရှိနေတယ်မြတ်အလားဒီအဘူးအေးရာဖြစ်နေဦးမှာပဲအဲ့ဒါကြီးလည်းကိုရက်လို့ရတာမဟုတ်ဘူးပေါ့ဗျာအကံတို့စိတ်တို့ဥဒုတို့အာဟာရဆိုတာလည်းကိုလုပ်ထားလည်းမဟုတ်ဘူးသူ့ဟာသူရက်ချင်တဲ့ရှင်ရက်မယ်သူ့ဟာသူ အကျိုးပေးနေရှင်အကြောင်းခံပြီးတော့ပြီးနေပုံပါပဲအဲ့တရားတွေလည်းရက်လို့ရကုန်တဲ့တရားမဟုတ်ဒီတလီဘာခန္ဓာကြီးဆိုတာလည်းကိုယ့်အကူရက်လို့ရတဲ့တရားတွေမဟုတ်ဘူးဘောတဲ့အဲ့တလီဘာခန္ဓာကြီးကလည်းသန္ဓေလဲတဲ့တရားလည်းမဟုတ်ဘူးဘောတဲ့အဲ့သန္ဓေလဲစီတာကဒီတလီဘာခန္ဓာကြီးရဲ့ဥနာတိကိုရစီတာလဲပတ်စီတာကအာယုံဥပနခန္ဓာတရားတို့သာဖြစ်ပါတယ်အခုကြတော့မဟုတ်ဘူးဒီတလီဘာခန္ဓာပဲဆွဲပြီးတော့ဒီတလီဘာခန္ဓာချော့အောင်ပဲကြိုးစားနေကြတယ်ဘောတဲ့တကယ်တရားခံကဘုရားရှင်ကပြောခဲ့ပါရဲ့ ਨੇ တံခိတိနာပြင်စုပါရနဂဏဗိဓမ္မိဒုက္ခဆွဲလန်းရေးဖြစ်သောအာယုဥပနကံ၅ပါးတည်သာဒုက္ခသစ္စာပါလို့တိချပြောခဲ့ပါရဲ့နဲ့ကျွန်တော်တို့ကတကယ်ဓာလေးပါခန္ဓာဒုက္ခသစ္စာဖြစ်နေတာဆိုတော့ကျွန်တော်လည်းဘာမှလုပ်လို့မရဘူးဒီဥစ္စာကြီးကအဲဒါမလို့အများကြီးမှားနေကြတယ်အမှားအဲ့ဒီအမှားကိုဟာလာကျွန်တော်တို့ပြင်ဖို့ဆိုတာလည်းဘလို့ဘလို့လုပ်ပြောမလဲဒါကတော့အမှန်ကိုသိနိုင်တဲ့သိဖို့ဟာလာစွမ်းနိုင်တဲ့ပုံကိုယ်ကြီးသိကျင်တဲ့ပုံကိုယ်ကြီးမှပဲရမှာ ဒါနှစ်ပေါင်းမြောက်များဆိုတင်ကြလာတဲ့ဒီအစွဲကြီးကဒီနေ့အချိန်ဒီနှလုံးအိမ်ထဲမှာဒါတွေပဲရှိနေတာသဘောတည်းအဲ့ဒါတွေကတရားခံမဟုတ်ဘူးဒလီဘာကြီးကလည်းတရားခံမဟုတ်ဘူးကန်စိကရုဟာလိုက်လည်းတရားခံမဟုတ်ဘူးသူတရားခံဆိုကျွန်တော်တို့မေးမယ်လေဖရားယန္နာတွေမှာလည်းကန်စိကရုဟာလားမရှိဘူးလားပြပါတယ်ဒါလီဘာခန္ဓာကြီးရောမရှိဘူးလားပြပါတယ်ရှိနေတာပဲသူတို့လေအဲအဲ့ဒါဆိုသူတို့လက်တံတရားရဲ့လဲမှာပေါ့လဲလား အဲမလဲဘူးလေဒါကြောင့်မလို့တရားခံစိတ်ကဓာလေးပါခန္ဓာမဟုတ်ဘူးဟုတ်လားပူတာတွေအေးတာတွေအဲ့ဒါတွေနဲ့ဘာမှမဆိုင်ဘူးတကယ်တမ်းကျတော့ဥပ္ပနခန္ဓာသာလဲအာယုဥပ္ပနခန္ဓာသာလဲတံကိတ်ဒေနအခြင်းအပြင်ဇွားသောဆွဲလန်းရဖြစ်သောအာယုဥပ္ပနခန္ဓာ၅ပါးတို့ဒီသာဟုတ်လားစင်ရဲ့ကြောင့်အမှန်တရားဖြစ်ပါတယ်ဆိုတာဘုရားရှင်ကဓမ္မစကြာမှာဟောကြားခဲ့ပြီးတာဖြစ်ပါတယ်သဘောတည်းเนาะဒါမှမဟုတ်ဥပ္ပနခန္ဓာရဲ့ဆွဲလန်းလို့ဖြစ်တဲ့ရုပ်ရဲ့ နေဆက်ပုံသံဃာလို့ဖြစ်တဲ့နံခန္ဓာ၄ပါးရဲ့နေဆက်ပုံတွေကဘုရားရှင်ကဟောကြားခဲ့တာဖြစ်ပါတယ်။ဒါပိလနာတော်ညာတာမပဲအများကနေဆက်တယ်။ဒီနေ့လူတွေအားလုံးကချမ်းသာခြင်းကြတယ်။ဘယ်သူမှဟလာအများကချမ်းသာဝင်မရဘူး။ဒါကြောင့်မရလေကိုကုကိုကိုကုကိုမချမ်းသာအောင်လုပ်တဲ့လူတယောက်မှမရှိဘူး။ဘယ်သူကလုပ်နေတာလဲ။အာယုံဥပါဒ်ခန္ဓာသားလဲ။ နှိမ့်ဆက်နေတာလုပ်နေတာဖြစ်ပါတယ်လို့ပြောတယ်အဲ့အိုင်ဥပနာခန္ဓာပုဂ္ဂိုလ်တရားလည်းမဟုတ်ဘူးဒါကြီးကနိတ္တနာဇီဝနာပုဂ္ဂလဓလေးပါမပါဘူးဓာ၆ပါမပါဘူးစေတနာမပါဘူးအသက်မပါဘူးဆိုတာဘုရားဟောနေအခုကြတော့မဟုတ်ဘူးတကယ်ခန္ဓာကြီးကိုပဲပုဂ္ဂိုလ်တရားမဟုတ်ဘူးအသက်မပါဘူးလုပ်နေတော့ဆိုဘယ်လိုလုပ်နေတကယ်ခန္ဓာကြီးကအသက်ပါသူကအသက်မပါဘူးလုပ်နေတယ်အဲ့တော့ဘယ်လိုလုပ်ပြီးတော့ဒီတရားတွေကကျွန်တော်တို့ချမ်းသာခွင့်ရမလဲတဘောတည်းဒါပေမဲ့တကယ်တမ်းနှိမ့်ဆက်နေတာအသက်မပါတဲ့အာယုဥပနာခန္ဓာကြီးကို အသက်ဝင်နေလို့ကျွန်တော်တို့ဆင်းရဲနေကြတာဖြစ်ပါတယ်။အဲဒီဝန်ထဲခန္ဓာကြီးကအသေးကြီးကိုအရှင်ဖြစ်နေလို့ကျွန်တော်ဝန်ထဲဝန်သားတွေဖြစ်နေကြတာဖြစ်ပါတယ်။အဲဒီနိတ္တနာဇီဝနာပုဂ္ဂလဖြစ်တဲ့အရေးကိုအာယုံကိုနားမလည်တဲ့အတွက်ကြောင့်မလို့တောင်းလို့ကျွန်တော်တို့ကအများအားပြောခဲ့ကြရတယ်ဟာလားအရိယာပြင်မရင်ဘာတရားမှမလုပ်တော့နဲ့မရဘူး။ယန္နာပြမရင်လည်းဘာတရားမှမလုပ်တော့နဲ့မရတော့ဘူးသဘောတည်း။ဒါဘာလို့လဲဆိုတော့ပိဇာနန္ဒီယကံထဲမှာ ဟလာတဘာဘာကျွလွန်မိပြီဆိုရင်တော့ဟလာကျွန်တော်တို့သိလို့ပဲကျွလွန်ကျွလွန်မသိလို့ပဲကျွလွန်ကျွလွန်အဘုံနေပဲမရနိုင်တော့ပါဘူးအဲ့ဒါတော့ပြန်နှုတ်မရတဲ့အမှပဲတော်တယ်နော်ဒါမှမဟုတ်ရဟန္တာကြီးပြောတဲ့စကားကိုမှားတယ်လို့သွားမလုပ်ပါနဲ့ဟလာကျွန်တော်နိုင်ငံမှာဓာတ်တော်ကြတဲ့ရဟန္တာကြီးအများကြီးရှိပါတယ်အခုဆိုရင်ဟိုတတ်တိရှိကြတယ်အဲ့ရဟန္တာကြီးတော်မှာဓာတ်တော်ကလည်းအတုဟလာရဟန္တာပြောတဲ့စကားကြီးကလည်းမှားပါတယ်ဆိုပြီးတော့လုံနေကြတယ်ဆိုတော့သရဏဂုံပြက်တာနဲ့တပြိုင်နက် ။ဗာတရားမှလည်းသူယဉ်မှာမတီးတော့ပါဘူး။ကျိုးစားထုံးမှုကလည်းအချင်းကြီးဖြစ်တော့မှာပါ။အဲတော့သူများမားတယ်လို့ပြောတိုင်းလိုက်ပြီးတော့မားတယ်မလုပ်ကြပါနဲ့။ဟုတ်လား။တကယ်တမ်းအဲ့ဒါမဟုတ်ဘူးဆရာကြီးဟောတယ်လို့ကျွန်တော်ပြောတယ်မဟုတ်ဘူးဟုတ်လားသွားနာထောင်ကြည့်ပါ။ကုစရာပဲပြောတယ်ဟောတယ်ပြောတယ်ပခုစရာပြောတာဟောဟောဟောတာဟုတ်လားနားထောင်ကြည့်ပါလို့ပြောပြရနော်။ဒါမှမဟုတ်တကယ်တတ်တော်ကြတဲ့ရဟန္တာကြီးတွေကသစ္စာတရားကိုခိုင်မြဲစွာဟောကြားခဲ့တဲ့ပုဂ္ဂိုလ်များဖြစ်ပါတယ်။သစ္စာဖြစ်တဲ့စကားများကိုလည်းပြောလို့ပြောတာမရှိပါဘူး။ဒါကြောင့်မလို့ အဲရဟန္တာကြီးရဲ့ပြောကြတဲ့စကားလုံးတွေကိုကျွန်တော်တို့ကပြန်ပြီးတော့ဟိုလူတွေပို့ပြီးအသေးစိတ်နားလည်အောင် ပြန်ရှင်းပြတာဖြစ်ပါတယ်သဘောတရားเนาะဒါအောင်လို့အာယုဂောတိမကန်းကြီးလူဤတန္တရာအာယုနဲ့စိတ်ကိုအောင်ကြည့်တိအမခောပြီးအာယုနဲ့တွဲစိတ်ကိုခွဲမနေကြိုးစားလေကိလေသာစိတ်တည်းမရှိတာ သောတာပန်ဟောကိလေသာအာယုလို့တည်တာနဲ့အဲ့ပုဂ္ဂိုလ်ကသောတာပန်ဖြစ်ပြီကျွန်တော်များသောတာပန်လောက်တဲ့ကြ ောရမန်တော့ကတော့20လောက်ကျင့်ကြတာပြပြဆုံးလားဆိုလိုက်ကြတာဟလာတော်ရီတောင်တွေလည်းရောက်ပါတယ်ကျွန်တော်တို့သဘောတရားเนาะဒါပေမဲ့ဒီမှာကြတော့လွဲကူစွာလင်းလင်းမြန်မြန်ကိလေသာစိတ်ထဲမရှိတာတိရတော်ရမန်ဆိုအခုဆရာခကြီးကတရားဝင်ဟောကြားခဲ့တာဖြစ်ပါတယ်အမတန်မှလွဲကူပါအာယုံလို့သိလဲယုံလေးနဲ့လင်းမြန်နဲ့ချမ်းသာဝင်ရရှိကြတာဖြစ်ပါတယ်သဘောတရားเนาะအဲ့ဒါဆိုတော့နှိမ့်ဆက်တာဥပ္ပနဲ့ခန္ဓာပါပဲအဲအာယုံဥပ္ပနဲ့ခန္ဓာကြီးရဲ့ လှုပ်ဆောင်တဲ့အလုပ်လေးချက်ကိုမုဆုဆက်သကြီးကဥပမာပေးပြီးပြောရခဲ့ဖြစ်ပါတယ်။ပြည်လနာတော်ညတာမပဲအများနဲ့နှိမ့်ဆန်နေတယ်ကျွန်တော်ရဲ့စိတ်တွေကိုစင်းအောင်လည်းလှုပ်တယ်ချမ်းသာအောင်လည်းလှုပ်တယ်အဲအဲစင်းအောင်ချမ်းသာအောင်လှုပ်နေတာကဥပနဲ့ခန္ဓာလှုပ်တာဖြစ်ပါတယ်လို့ဒါပြည်လနာတော်တော့သာစုနှစ်ယောက်နဲ့တူတယ်လို့မုဆုဆက်သကြီးကဥပမာပေးခဲ့တာဖြစ်ပါတယ်။အဲယုံနာကဘယ်ယုံနာလဲမေးရင်အာယုံဥပနဲ့ခန္ဓာကိုပြောကြခဲ့တာလည်းဖြစ်ပါတယ်။ဟိုလူတိုင်းစင်းရဲနေကြတာပဲဥပနဲ့ခန္ဓာနဲ့ ဥပါณะခန္ဓာနဲ့ပဲဆင်းရဲနေကြတာဖြစ်ပါတယ်လူတိုင်းပျော်နေကြတာပဲဥပါณะခန္ဓာနဲ့ပဲပျော်နေကြတာဖြစ်ပါတယ်ဒါပေမဲ့ပျော်ခွင့်လည်းပေးတယ်ဆင်းရဲခွင့်လည်းပေးတယ်အချိန်တိုင်းရင်သစ္စာတရားနေတယ်ဒီဥပါณะခန္ဓာပဲတတ်ပါလိမ့်မယ်အခုလည်းကျွန်တော်ဥပမာပေးတယ်ဟလာလမ်းမဆိုင်လက်နှစ်ဖက်မှာတစ်ဖက်ကမွေရှိတယ်တစ်ဖက်ကဖားရှိတယ်မွေးမွေးတစ်ဖက်ကဖားရှိတယ်တစ်ဖက်ကပြင့်ကိုရှိတယ်မွေးကိုပြတဲ့အခါမှာ ထမဆုံးဖားကိုပြတာပင့်ကိုဘယ်တော့မှစမပြဖားပြလို့ဒီမွေလေးကပျော်တယ်စားကျင်တယ်ခေါင်းထောင်လာပြီဆိုရင်ပင့်ကိုပြပါတယ်အဲ့တော့ဖားပြတော့ကပျော်တယ်ခေါင်းထောင်တယ်ပင့်ကိုပြတော့ကြောက်တယ်ကြာကြာပြလို့ရှိရင်သေးတယ်အဲ့တော့တကယ်ပင့်ကိုကိုက်လို့သေရလားအရေးကအကောင့်ထင်လို့သေရလားမေးရင်တက္ကရာဒိဋ္ဌိဆိုတဲ့အရေးကိုအကောင့်တင်လို့ဒီမူရတေးရတာဖြစ်ပါတယ်တဘောတယ်เนาะဒါမှမဟုတ်ဒီဥပ္ပနေခန္ဓာကျွန်တော်တို့တဘောလေးတတ်ခဲ့တဲ့ ူသသမားမဟုတ်ပါဘူးအနန္တဘဝကိုတတ်ခဲ့တဲ့အနန္တလူသသမားဖြစ်ပါတယ်ဘလောက်ပဲပြောအောင်ထားထားချိန်တန်တတ်မှာပါပဲเนาะဒါကအသက်ရှင်စင်မှာလည်းပဲစင်းရောင်လောက်ခဲ့တဲ့တရားခံကြီးကလည်းဒီဥပါဏ္ဏခန္ဓာပဲဖြစ်ပါတယ်တောင်ဒီဥပါဏ္ဏခန္ဓာကိုသိစေချင်တာဘုရားရှင်ရဲ့ဂရုဏာဘလောက်ကြီးတယ်လဲဆိုရင်မင်းတို့ယင်ဝလှန်စုရတော့မနှုတ်နဲ့ပွားခေါင်းကမီးလောင်တာတော့မငြိမ်းပါနဲ့ဥပါဏ္ဏခန္ဓာကိုသိအောင်လောက်ကြပါတောင်တက်ကရောက် ဒိဋ္ဌိဓာရပြုတ်ခွင့်ရမှာဖြစ်ပါတယ်ဒါမှမဟုတ်ဟာလားညာတာမဲ့ဖက်အနေနဲ့နှိမ့်ဆက်တာဒီဥပါဏခန္ဓာပဲဖြစ်ပါတယ်စီရင်သူကလည်းဥပါဏခန္ဓာပဲဖြစ်ပါတယ်ကောင်ကံကံလို့ပြောရလူရဲ့ကံကိုတအားအကံဘက်ကိုလှည့်ကြဆိုကျွန်တော်ဆိုတောင်ပေါ်မှာအဲလူတယောက်ကမေးတယ်ကြားတဲ့ညာနေပြောလို့တော့ပြီးပြီတယ်ခင်ဗျကံကြောင်းလှည့်ကြဆိုလို့ပြောတယ်အဲ့တော့ခင်ဗျ ကံကိုကြောက်တယ်လားဥပါဒံကြောက်တယ်လားအခုလူတွေကကံကိုပဲကြောက်နေကြတယ်ကံကိုမကြောက်ပါနဲ့အဓိကဘယ်အောင်ကြောက်အောင်မလဲဥပါဒံကိုကြောက်အောင်ဖြစ်ပါတယ်ဘာလို့ဆိုတော့ကံကိုအုပ်ချုပ်တာဥပါဒံပဲဖြစ်ပါတယ်နော်ဥပါဒံချုပ်ပြီဆိုရင်ကံနေအားလုံးရပ်ဆိုင်ပါတယ်ဒါမှမဟုတ်ဥပါဒံပြကံပြအကြောင်းပြအကျိုးပြဟလာဥပါဒကဏအစဉ်မရှိလို့သိရင်ဥပါဒံလေးပါအစဉ်ချုပ်တယ်ဥပါဒံချုပ်လို့ရှိရင်ကံလည်းချုပ်တာပဲသဘောတရားနော်ဒါမှမဟုတ် ဲ့ဒါဆိုတော့အခုနဆရာတော်မေးတဲ့ဟလာတန်းနှယောက်ဆိုတာကဥပါဏခန္ဓာကိုပြောတာဖြစ်ပါတယ်ဆွဲလန်းလို့ဖြစ်တဲ့ယုံနဲ့နံကိုပြောတာဖြစ်တယ်အဲဆွဲလန်းလို့ဖြစ်တဲ့ယုံနဲ့နံတွေကပဲကျွန်တော်တို့ရဲ့မနောအိမ်ကိုအမြဲတမ်းညတာမပဲနေစေနေတာဖြစ်ပါတယ်ဒါမှလို့တားနဲ့ဆင်းရဲတယ်သမီးနဲ့ဆင်းရဲတယ်ဒီစည်းဥစ္စာနဲ့ဆင်းရဲတယ်သူတို့ညတာကနဲ့ဆင်းရဲတယ်မိဘနဲ့ဆင်းရဲတယ်တားသမီးနဲ့ဆင်းရဲတယ်ဆိုတော့ဟာရီအကုန်လုံးကအာယုံဥပါဏခန္ဓာတွေကြီးပဲဖြစ်ပါတယ်အဲအာယုံဥပါဏခန္ဓာတွေကနှိမ့်ဆက်တဲ့အတွက်ပဲ အဲဘဝခီးမှာပြင်းမစင်းရတာဖြတ်သန်းနေကြတာလေဥပနခန္ဓာရဲ့ဝင်တို့ဝင်ပေါ်ရတာဖြစ်ပါတယ်။တော့ကိလေသာဝင်တို့ပေါ့နော်။ဥပနခန္ဓာဆိုတော့ခန္ဓာဝင်တို့ဒီဝင်တို့တွေထမ်းပြီးတော့ကျွန်တော်တို့သန္တရာခီးကိုဟာဖြတ်နေကြတာဖြစ်ပါတယ်။အဲဒီဝင်တို့တွေကိုချပြီးတော့မှသန္တရာခီးမှာလွတ်လပ်စွာရပ်တန့်နိုင်ဖို့အတွက်ဘုရားရှင်ကအရိယသစ္စာတွေဟောကြားခဲ့တာဖြစ်ပါတယ်။ရှင်ပြာလောက်ဆိုရအောင်လားဗျာ။ဟုတ်ကဲ့ပါတယ်ခါကြီးပြည့်စုံနေပါတယ်။